မြန်မာနိုင်ငံမှာတော့ကဆုံလားပြည့်ဆိုရင်ညောင်ရီသွန်းပွဲဆိုတာတော့ပဲသိနေကြတယ်တကယ်ကတော့ဘုရားမြတ်စွာရဲ့မွေးနေ့အခါသမယဖြစ်တယ်ဆိုတာကိုမှတ်သားဖို့ကောင်းတယ်ပေါ့မြတ်စွာဘုရားဟာဒီကနေ့မှာကဆုံလားပြည့်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်လို့ကဆုံလားပြည့်နေ့တိုင်းအမှတ်တရရဘုရားရဲ့မွေးနေ့အဖြစ် ဘုရားဘာသာဝင်သူတော်စင်နေအနေနဲ့စေပါတိလာကိုခံယူစောက်တည်ခြင်းမြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မတွေကိုလိုက်နာခြင်းသုံးခြင်းဖြင့်ဘုရားမြတ်စွာကိုပူဇော်တာဟာပန်းရည်ချမ်းစင်မီပန်းတို့နဲ့ပူဇော်တာတဲ့ပန်းရည်ချမ်းစင်မီပန်းတို့နဲ့ပူဇော်တာတဲ့သမပฏิပတ်တိအနုတ္တရာပူဇာလို့ဆိုတဲ့အတိုင်းလက်တွေ့ခြင်းသုံးပြီးတော့ပူဇော်ခြင်းဟာ ပိုပြီးတော့မြုံမြတ်တယ်လို့ရသော်ဘုရားကိုယ်တိုင်ကလည်းအင်တာမချီးမွမ်းတယ်ဒါကြောင့်မို့အမတ်တရကဆုံလာပြီဆိုလို့ရှိရင်ရသော်ဘုရားကိုဂုံပြုပူဇော်တော်အားဖြင့်လူတိုင်းလူတိုင်းရှင်းပါသီလားဆောက်တည်လို့ဘုရားမြတ်စွာကို ပူဇော်တော်အားဖြင့်ဘုရားနုတ္တိဘာဝနာများထူးထူးခြားခြားပွားများသင်ကြတယ်ပေါ့ဒါလည်း အမတ်တရားရှိထားကြဖို့ပေါ့ဘာရိကဆုံလာပြည့်နေဟာအင်တာမတ်ထူးခြားတဲ့နေဖြစ်တယ်ရသော်ဗျာဖွားတော်မူတဲ့နေသာမကဟာရိကဆုံလာပြည့်နေမှာပဲမြတ်စွာဘုရားဟာတရားဓုတရားမြတ်ကိုရရှိပြီးတော့သဗ္ဗညုတဉာဏ်တော်ကြီးကိုရရှိခဲ့တာဖြစ်လို့ဒီနေ့ဟာဘုရားဖြစ်တော့ရောက်တော်မူတဲ့နေ့ဖြစ်ထူးခြားတဲ့နေ့တစ်နေ့လို့ ဖရာဖြစ်တော်မူတဲ့နေဖြစ်ခြင်းကြောင့်လဲဘုရားဘာသာဝင်သူတော်စင်တို့အနေနဲ့အမတ်တရားအာယုံပြုပြီးတော့ပူဇော်ကြဖို့ရသဗျာဟာဒီကနေ့မှထူးခြားတဲ့သဗ္ဗညုတညာတော်ကြီးကိုရသည့်အတွက်ကြောင့်တော်တော်ရရဲ့အကျိုးကိုကရုဏာပညာနှစ်ရပ်ပေါင်းဆက်ပြီးတော့ ကောင်းမြတ်တဲ့အကျင့်တရားတွေကိုထုတ်ဖို့ဟောကြားနိုင်သည့်အတွက်ကြောင့်ကမ္ဘာလူသားတွေဟာဆင်းရဲဒုက္ခလွတ်မြောက်ပြီးဒီနေ့ဒီဟာကမ္ဘာကြီးငြိမ်းချမ်းမှုကိုဘုရားဘာသာတရားတော်ကအကျိုးပြုနေစေဖြစ်တယ်လို့ဒီလိုပြောရမှာဒါကြောင့်ဘုရားဖြစ်သူရောက်တော်မူတဲ့နေ့ဖြစ်လဲမှတ်သားပြီးကြီးညိုလို့ပူဇော်ကြဖို့နောက်ဆုံးတက်တော်80ပြည့်တဲ့အခါမှာ ်ရဗုဒ္ဓသီဖြင့်လည်းသရဝါတို့ရဲ့မရှောင်မလွဲနိုင်တဲ့ခန္ဓာရထားတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဖြစ်ချင်းသဘောရှိတဲ့တရားမှန်သမျှချုပ်ပြောက်ခြင်းသဘောရှိတယ်ဆိုတဲ့သဘာဝတရားအတိုင်းပဲဘုရားကိုယ်တော်များခန္ဓာ၄ခြုံငိမ့်လို့ပြိဋိဘံစံတော်မူရတယ် ရနိဗ္ဗာန်စံတော်မူသွားတဲ့မြတ်စွာဘုရားကိုလည်းရည်စူးပူဇော်ပြီးတော့ပုဂ္ဂိုလ်သူမြတ်ကြီးလောကကြီးမှာ ပေါ်ထွန်းပြီးတော့မင်္ဂန်တဲ့တရားဓမ္မတွေကိုဟောပြောသွားတာနောက်ဆုံးမှာမင်္ဂန်တဲ့တရားတွေကို လူသားတွေရဲ့ယဉ်တဲ့နှလုံးထဲမှာထည့်ထားခဲ့ပြီးတော့ပြိဋိဘံစံသွားရတယ် ကောင်းကင်ကနေမင်းကြီးဟာလောကရအလုံးကိုအလင်းအောင်ပေးပြီးနောက်ဆုံးအချိန်ရောက်တဲ့အခါကျတော့အထတောင်ဆုံးကိုပျောက်ွယ်ဝင်ရောက်သွားပြီးတကယ်တို့မြတ်စွာဘုရားသခင် ကိုရောမြတ်ဟာလဲလောကလူသားတွေကိုအလင်းအောင်ပေးပြီးတော့သင်္ခါရတို့ရဲ့သဘောတရားအရာချုပ်ငင်းကွယ်ပျောက်သွားကြရတယ်ဒါကိုလည်းပဲအမတ်တရားအနေနဲ့ဘုန်းကြီးတို့တပည့် မှတ်သားပြီးတော့မြတ်စွာဘုရားကိုပူဇော်ကြဖို့ပေါ့ဒါကြောင့်မို့ဒီကဆုံလာပြည့်နေ့ဟာအင်္ဂဓမ္မထူးခြားတဲ့နေ့ဖြစ်သောကြောင့်မြတ်စွာဘုရားသရင်၃၀၀ညောင်ပင်လေးပရိဘောဂဇေတိဖြစ်တဲ့ညောင်ပင်လေးသရင်၃ယုံညောင်ပင်လေးမှာဗောဓိပင်လေးမှာညောင်ရည်လေး၃ယုံနဲ့မလုံလောက်သေးဘူး ရသော်ဘုရားဖွားတော်နေမူတဲ့နေ့အဖြစ်လဲမှတ်သားဖို့လိုအပ်တယ်။ဘုရားပွင့်တော်မူတဲ့နေ့အဖြစ်လဲမှတ်သားဖို့လိုအပ်တယ်။ဘုရားပြိဋိဘံဆန္ဒမူတဲ့နေ့အဖြစ်လဲမှတ်သားဖို့လိုအပ်တယ်။မှတ်သားပြီးအမြတမထူးခြားမြင့်မြတ်တဲ့ပုဂ္ဂိုလ်သူမြတ်ကြီးကိုမြင့်မြတ်သောအကျင့်တွေကိုကျင့်ကြံကြိုးကုအားထုတ်ခြင်းဖြင့်ပူဇော်ကြရမှာ။